ကဲအလုံးမဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီနေ့မြန်မာရူရဘီရင်တင်ငန်းစာနဲ့ပတ်သက်တာလေးတစ်ခုပေါ့ကျွန်တော်ဒီကနေ့ live လွှင့်ပြီးတော့တင်ကြည့်ရပါဘောကျွန်တော်ကဒီ live လွှင့်တာကိုကျွန်တော်အသိမကျွမ်းကျင်ဘူးမကျွမ်းကျင်တော့ကျွန်တော်ကဒါတော့မသိပြီးတော့ဟိုနေ့မလုပ်တာ presentation ဘိုင်းနေကြတော့ကျွန်တော်တို့အရင်မကျွမ်းကျင်ဘူးကျွန်တော်ဝါသနာပါတာကကျွန်တော်က create လုပ်တာ creation လုပ်တာအဲ့လို creator ဖြစ်ချင်တာဒါပေမဲ့ဒီတချို့ကိစ္စတွေကလည်းကျွန်တော်တို့အချိန်မရတဲ့အတွက်အဲ့လို live လွှင့်ပြီးတော့ကျွန်တော်တို့ပြောရမယ်အပိုင်းလေးတွေလည်းပါပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လောလောဆယ်မှာဒီနေ့ live လွှင့်ရတဲ့အကြောင်းရင်းကတော့ဗီဒီယိုနဲ့ပတ်သက်တဲ့သင်ခန်းစာလေးတစ်ခုကျွန်တော်နည်းနည်းလေးရှင်းညင်တယ်အဲ့ဒါလေးရှင်းညင်တဲ့အတွက်ကျွန်တော်ဒီ live ကိုလွှင့်လိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဗမာဗီဒီယိုမှာဗျာ ုလူတွေထင်းရောင်ထင်းမားတွေဖြစ်နေကြတယ်။ဘာလဲဥတ္တာစိန်ပန်းဒန်းလှကိုရှာဆိုလားပါလား။ဥတ္တာစိန်ပန်းဒန်းလှကိုရှာတဲ့။ဥတ္တာစိန်ပန်းဒန်းလှကိုရှာဆိုတော့ကျွန်တော်တို့ကတနင်းငွေနဲ့တောက်ကြာပေါ့ဗျာဥတ္တာစိန်ပန်းစိန်ပန်းဆိုတော့ဘာလို့လဲအင်္ဂါနဲ့ဇာတပရီနော် ဒန်းလှဒန်းကဆိုစနေနဲ့ဗုဒ္ဓဘူးပေါ့ဗျာဂိုရှာတနင်းနာနဲ့ဗုဒ္ဓဘူးဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီဥဒ္ဒစိမ်မန်းဒန်းလှကိုရှာပေါ့ဗျာအိမ်တောင်ဘက်ရွေးရမယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ကဘီရင်သင်္ကန်းစာလေးကိုဒီနေရာမှာနည်းနည်းလေးရှင်းရင်ရှင်းပြအောင်မယ်ဟုတ်ပြီကျွန်တော်တနင်းကုန်နေတောက်ကြနဲ့ဆိုရင်ယူရမယ်ယူကောင်းတယ်ပေါ့ဗျာအဲ့လိုမျိုးတနင်္ဂနွေနဲ့ ောက်ကြအမင်္ဂလာပါဗျာမင်္ဂလာပါကျွန်တော်အားလုံးပြန်မနှုတ်ဆက်နိုင်တာခွန့်လို့ပါဘာလို့ကျွန်တော်ဒီမှာဘီရင်သင်ကန်းစာလေးတစ်ခုလောက်ကျွန်တော် light လွင့်ပြီးပြောချင်လို့နော်တနင်္ဂနွေနဲ့တောက်ကြနဲ့ယူရမယ်ဗျာဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ចောင်းသားဘဝကိစ္စကိုကျွန်တော်နည်းနည်းလေးပြောပြအောင်မယ်ကျွန်တော်တို့ចောင်းသားဘဝမှာဒီခက်နဲ့တော့မတူဘူးဗျာဒီခက်က online ရှိတော့ရည်စားထားရတယ်လွေတယ်ကျွန်တော်ခက်ကရည်စားထားရတာတော်တော်ခက်တာဗျာအဲကိုက main ကလေးတယောက်ကိုကြိုက်ပြီဆိုရင် စာလိုက်ပေးရမယ်စာအုပ်ကြားထဲမှာစာလေးတွေညှက်ထည့်ရမယ်ဒါမှမဟုတ်လည်းတငယ်ချင်းကနေတဆင့်ပေါ့ဗျာဒီစာလေးကိုပေးရမယ်ပို့စကတ်လေးတွေပေးမယ်ကိုချစ်တဲ့လူကိုပေါ့ဗျာကျောင်းဆင်းရင်သွားပြီးထိုင်ဆောင်ကြည့်မယ်ဟုတ်ပြီဒါဆိုကျွန်တော်အဲ့အရာလေးကျွန်တော်ရှင်းညင်လို့အဲ့ဥဒ္ဒါစိတ်မှန်တန်းလာလို့ရှားဆိုကျွန်တော်ကတနင်္ဂနွေသားဗျာတောက်ကြသမီးကိုယူရမှာဥပမာပြောတာနော်ကျွန်တော်တနင်္ဂနွေသားမဟုတ်ဘူးအဲ့ တနင်္ဂနွေသားကဗျာတောက်ကြသမီးကိုယူရမယ်ဆိုကျွန်တော်တို့ကကျွန်တော်တို့ခစ်ကရီးစားစာပေးတဲ့စနစ်နဲ့ဆိုရင်တော့ကျွန်တော်စဉ်းစားကြည့်တယ်အဲကောင်းမလေးနင်ကဘာလဲတောက်ကြသမီးလားနင်ကငါရီးစားထားခြင်းလို့อืมအဲ့လိုလားဒါမှမဟုတ်လို့ရှိရင်သူ့ကိုကျွန်တော်တို့ကစာလိုက်ပေးတယ်ဗျာစာမပေးခင်စာစာကိုကျွန်တော်တို့ကလွေထဲမှာထည့်ထားထည့်ထားပြီးတော့သူ့နောက်ကနေလိုက်သွားလိုက်သွားပြီးတော့ဟဲ့ကောင်းမလေး နင်ဘလို့လဲအမ်ဒီခုနကအနင်ဘာနေသမီးလဲနင်တောက်ကြသမီးလားအေးငါကတော့တနင်္ဂနွေသားဟာနင်ကငါကြီးစားစကားပြောခြင်းလို့ဒီလိုမျိုးလားအဲ့ဒါဆိုတော့ခက်မယ်ကျွန်တော်တို့ကလည်းဒီလိုပဲတန်းယူလိုက်တာပဲအခုခက်မှာလဲအအခုခက်ကတော့နည်းနည်းလေးတော့နည်းနည်းဆန်းစစ်တဲ့အပိုင်းတွေတော့နည်းနည်းပါလာကြပြီဗျဒီခက်မှာတော့ကြီးစားထားရင် online ကနေပြီးတော့ သူတို့ရဲ့အဲ့လို date of birth တွေဝင်ကြည့်တာသူတို့မွေးနေ့တောင်းတာဓာတ်ပုံတွေယူတာအဲ့ဒါမျိုးတွေနည်းနည်းလေးတော့ဒီဘက်ခေတ်ကနည်းနည်းအဆင်မြင်လာတယ်ကျွန်တော်တို့ခေတ်ကအဲ့ဒါတွေလည်းမရှိဘူးလေဗျာအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲကဲတင်းငွေတွေသားကတောက်ကြသမီးကိုယူရမယ်စယူရဟိုကျွန်တော်တို့ဒီမှာကိုရီးယားနိုင်ငံတို့ဘာလို့ဆိုတမျိုးဗျာသူတို့ကဇာတာတိုက်ကြတာဘာနေသားဘာနေသားတရုတ်တို့ဘာလို့ဆိုရင်ဇာတာတိုက်ပြီးမှဘာနေသမီးနဲ့ဇာတာချင်းကြိုက်တယ်ယူကြပါဗျာအခုဒီမှာကျတော့ကျွန်တော်တို့က ဲနင်းကဘာလဲနင်းကစနေသမီးလားငါဗုဒ္ဓသားအဲအဲ့လိုမျိုးလားကြီးစားစကားပြောတဲ့နေရာမှာဘယ်မလွယ်ဘူးနော်ခက်မယ်အဲ့ဒါကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအဲ့ဒါကြတော့တောင်းတစ်ယောက်ကလည်းကျူးကျူးကျွန်တော်တို့ကနေသားကြီးကြိုက်တာမဟုတ်ဘူးဗျမျက်နှာကြီးကြိုက်တာအာဒီကုဏဝါကသူ့မျက်နှာလေးကဟာလာချောတယ်လှတယ်သပင်လေးကရှည်တယ်ဒီလိုမျိုးဟာခန္ဓာကိုယ်ဘော်ဒီကလည်းအဲ့လိုပေါ့တင်စားဝန်းကျင်လို့ပါလို့အမိုက်စားလေးပေါ့ဗျာဒီလိုမျိုးလားအဲ့ဒါဆိုကျွန်တော်တို့ကသဘောကျဒါသူ့ကျွန်တော်တို့မေးရမှာလားအဲ့ဒါအဲ့ဒါဆိုရင်ကျွန် အဲတင်္ဂါဘုတ်ကျော်နင်ကဘာတမီးလဲတောက်ကြသမီးလားငါတနင်းကုန်နေသားအဲ့နင်ငါသဘောကြတယ်နင်နဲ့ငါနဲ့လဲဥဒ္ဒါစိမ်မန်းဒန်းလောက်ရှာအဲ့လိုမျိုးလားအမှန်မှန်တော့ကျွန်တော်တို့ဒီဥဒ္ဒါစိမ်မန်းဒန်းလောက်ရှာပညာခန်းကကျိုင်းလင်ကမှာပြထားတာအဲ့လိုမဟုတ်ဘူး तू ကအဲ့ကောင်ကရရဘိုင်းတက်စင်ဓာတ်ရိုက်ဘိုင်းအဲ့ဒါကိုသုံးတာအဲ့အဲ့အဲ့ဒါကိုကျွန်တော်တို့ဒီဘက်ဒီမှာမှားပြီးတော့ငါတော့ဘုရားဘုရား စနေသမီးကိုရအောင်ရှာယူမယ်ကိုကြိုက်တဲ့ကိုကသူ့ကိုကြိုက်နေလဲဗျာစနေသမီးမဟုတ်ရင်လမ်းခွဲတယ်ပေါ့အဲ့လိုမျိုးလားရှုပ်ထွေးတယ်နော်ဘီရင်လောကကနည်းနည်းလေးရှင်းတေချာရှင်းရှင်းလင်းလင်းသိရင်တော့ပိုကောင်းတာပေါ့အော်လိုင်းပေါ်မှာကျွန်တော်ဝင်ကြည့်နေတာ26ရောက်ပဲရှိသေးတယ်နည်းသေးတယ်ကျွန်တော်နည်းနည်းလေးစောင့်ပြောရင်ကောင်းမလားဖြတ်လိုက်ရင်ကောင်းမလားကြည့်တဲ့လူကနည်းနည်းလေးနည်းနေသေးတယ်။အင်း ညာကန်းနေဆိုတော့ဗျာမြောင်မြောင်ဝင်ကြည့်တော့ကောင်းတော့ဗောလူတရားလောက်ဝင်ကြည့်တော့ပိုကောင်းတော့ဗောအခုဟာကြည့်တဲ့လူကဒါအနေနဲ့လူ30လောက်ပဲဝင်ကြည့်တာဟုတ်ပြီအဲ့တော့ဆိုရင်ကျွန်တော်ဆက်ရှင်းသွားမယ်အဲ့တော့ကျွန်တော်ထက်စင်တိုင်းရိုက်တွေသုံးမယ်ဗျာဘယ်လိုသုံးမလဲအဲ့တော့ဆိုရင်ကျွန်တော်ကဥမာသဘောတစ်ခုကတင်းငွေသားဗျာဟုတ်ပြီဘယ်နည်းသားသမီးကိုမဆိုကျွန်တော်ကသဘောကြတယ်ဆိုရင်တောက်ကြထောက်မှာထက်စင်မယ်อืม အဲ့ဒါဆိုလို့ရှိရင်ဒါဖြစ်နိုင်တယ်ကျွန်တော်ဒီတင်းငွေနေတာဥပမာပြောတော့နော်ဘယ်နေသားသမီးကိုမဆိုကျွန်တော်ကသဘောကျတယ်အဲ့ဒါဆိုကျွန်တော်ကတောက်ကြအတောက်မှာသွားဆင်မယ်ဓာတ်ဆင်မယ်ပြောဗျာဟာအဲ့ဆိုရင်ကျွန်တော်ဥမာတီဟိုတီဟိုညွန့်နေပေါ့တီဟို20တရွက်လူမျိုးဟာမျိုးနဲ့ကျွန်တော်သွားပြီးတော့ဓာတ်ဆင်မယ်ဒါမှမဟုတ်လို့ရှိရင်လေကျွန်တော်တို့တရိယန်နေစတူယန်ခါမှာအညွန့်မန်းနေဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တောက်ကြအတောက်မှာခုနကျွန်တော်တို့ဥဒါစိန်မန်း ထပ်ကစားဖို့ပြောတာနော်တောက်ကြတောက်မှာသွားဓာတ်ဆင်ပဲဒိန်းနာသားသမီးတရီယန်နေစတူယန်ခါအာအာဆိုရင်ကျွန်တော်တို့ကတရီယန်နေစတူယန်ခါလို့ကျွန်တော်ပြောလိုက်ရင်ဗီဒီနားလဲတဲ့လူတွေသိကြပေါ့ဗီဒီနားမလဲလူတွေဘယ်လိုသိမလဲအတနင်းကနေသားသမီးဆိုရင်ကျွန်တော်ပြောပြမယ်နော်တနင်းကနေသားသမီးကဘသူ့ကိုမဆိုကိုကသဘောကျနေတယ်ဆိုရင်ဟမ်သူ့ရဲ့ဒီခုနောင်ကဟိုကျွန်တော်အင်္ဂါနေ့ရဲ့10နာရီခွဲကနေ17နာရီမှာတနင်းကနေအညွန့်ခန့်ကိုယ်ကို တောက်ကြတောက်မှာတွားလှမယ်အဲ့လိုရတယ်တောက်ကြတောက်မှာတွားလှမယ်သူဥဒ္ဒါစိန်မန်းကျွန်တော်တို့ခိုးဘက်မှာစတူရန်ကစားကောလည်းရှိဒါပေမဲ့ထားကျွန်တော်ဒါကိုလည်းဥဒ္ဒါစိန်မန်းပဲရှင်းသွားမယ်တောက်ကြတောက်မှာတွားလှမယ်ဟုတ်ပြီတောက်ကြတောက်မှာတွားလှမယ်ဆိုအညွန့်မန်းအောင်တွားလှမယ်ကျွန်တော်တို့ကဒါဘယ်နေသားသမီးကိုကိုကြိုက်တယ်ဆိုရင်ဒါပြောပြတာပါအဲခိုးဘက်မှာနေသားသမီးကျွန်တော်တို့ကမလို့ယူနီဘာဆယ်ပဲဒီဘက်မှာနော်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့က တနင်္လာသားဆိုရင်များဗုဒ္ဓနေ့ကိုစန္ဒရွက်ဆက်နာကြီးကြာတော်လေးချိန်မှာစတူရန်ချိန်မှာပေါ့ဗျာကျွန်တော်တို့ဒီအညွန့်ပန်းသူ့ရဲ့ဇီးညွန့်တို့ဇော်စိမ့်တို့ကိုရှာဗုဒ္ဓထောင်မှာတော်ပြီးတော့ဓာတ်ဆင်မယ်ဟုတ်ပြီဒါကျွန်တော်ဥဒ္ဒါစိမ့်မန်းဒန်းလာကိုရှာကစားခွက်အင်္ဂါဟုတ်ပြီအင်္ဂါဆိုရင်ကျွန်တော်တို့ဘယ်လိုသွားမလဲအင်္ဂါရဲ့တရိယန်နေ့စတူရန်ခါဟုတ်နော်ဒီခုနောင်ကဂျာတာပရီနေ့စန္ဒရွက်ဆက်နာကြီးမှာသူ့ရဲ့အညွန့်ပန်း ရွက်လှ18ညွန့်ရတယ်ဂျိုတဲ့အရာဆိုရင်18ဟိုဘက်မှာနန်ရဆိုရင်၄ညွန့်ပါအဲ့ဒါလေးကိုကျွန်တော်တို့သွားပြီးတော့အင်္ဂါသာသမီယာဥဒ္ဒါစိန်ပန်းခြာတော်ပြေးတော့မှသွားလှူမယ် live လေးရတော့နည်းနည်းလေးစေ့တိုင်းပိုကောင်းတော့ပဲဗျာကျွန်တော်ကဓမ္မရေတရားလေးပါထည့်ပေးနေတော့နော်ကြည့်တဲ့လူကဒါအနေနဲ့နောက်မှ sharing လုပ်လိုက်လို့ဘာညာဟောပွဲကြရင်နောက်လူတွေလည်းဒါအခြေအနေနဲ့ပတ်သက်တဲ့ရေတရားလုပ်လို့ရတာပေါ့အခုကျွန်တော်တို့မကြားလိုက်တဲ့လူမျိုးတွေလည်း ျွန်တော်က live ကတိတ်မလွင့်ဘူးမလွင့်ဘူးဆိုတော့ဒီ presentation မိုင်းလေးကိုကျွန်တော်တိတ်မကျွမ်းကျင်ဘူးမကျွမ်းကျင်တော့ကျွန်တော် live တိတ်မလွင့်တာကျွန်တော်ကဝါသနာပါတာအဲ့လို create လုပ်တာဝါသနာပါတာအဲ့လားတော့ပဲကျွန်တော်ကျွမ်းကျင်တယ်အဲ့လားတော့ပဲကျွန်တော်လုပ်တာဟုတ်ပြီအဲ့ဆိုကျွန်တော်ဆက်ပြောပြမယ်ဗုဒ္ဓသာသမီတရိယန်နဲ့စုယန်ခါနော်တောက်ကြနေကို10နာရီခွဲက12နာရီမှာဗုဒ္ဓသာသမီဒီကိုရှာဟုတ်ပြီအဲ့တော့တနေ့နာတောင်းမှာသူ့ရဲ့အညွန့်ပန်း မေမျိုးကိုသွားလူမယ်အဲဆိုသူအခြေရေးတွေပါကြီးကောင်းတယ်ဒါပေမဲ့အဲ့ဒီကောင်က universal နော်ခမတို့စမ်းကြည့်လို့ရတယ်နော် universal ဆိုတော့သိလားအဲ့ဒါကျွန်တော်စီးပွားရေးတွေပါအကုန်ပါသွားတာဘယ်သူမှမဆိုကျွန်တော်တို့ဓာတ်ဆင်လို့ရတယ်ဟုတ်လားဘယ်သူမှမဆိုအဲ့ဒါလောက်ကြည့်ကျွန်တော်တို့နေသားလိုက်အဲ့ဥဒ္ဒါစိတ်မန်းဒန်းလာကိုရှာက